ယူလီသည့်ရွှေတောင်မာဝိတုဒ္ဓါယောဆရာတော်ကြီးသည်1989ခုနှစ်တော်လှမှစ၍ဖြစ်လာသောယောဂါသည် အဆုတ်လက္ခဏာမပြတိုးလိုက်တက်လိုက်ဖြစ်သော88ခုနှစ်ဦးသို့ဂုကေဤအသက်ယွင်းယိုအိုပိုင်းရောက်ဥနာပေါက်နေသော အချိန်တွင်ယောဂါတိဝင်လာခြင်းကြောင့်စိုးရိမ်မကင်းဖြစ်နေကြ၏။တမအကျော်အမော်တို့ဖြင့်ယောဂါကိုနှုတ်ကြ၏ မဆုပ်ပေစီအမျိုးမျိုးထိုးကြသွင်းကြ၏မယွင်းပေထို့သို့တေမင်းနှင့်လန်ငင်းရှင်ပြန်အနိုင်လူနေကြရာမှသင်္ခါရတရားတို့ဓမ္မတာ မရှောင်သာသောလမ်းသို့ဝါဇူလာဇန်၈ရက်နေ့နနက်9နာရီ10မိနစ်အချိန်တွင်လိုက်တော်မူရလေသည်ထို့ကြောင့်သာသနာအတွက်အပြည့်ကြသောလက်ယုံတပည့်ကြီးအတီတီကတန်ဝေကစကားညှိတွားကြ၏ ငါးဆရာများတို့တွင်ဂိုင်းမြတ်ဥက္ကရိဝိတုဒ္ဒယုံမထေမြတ်တီတာလင်ငါဤကိုးကွယ်ရာဖြစ်၏တမည်ပြင်လုံးတွင်ဒီမထေမတပါကိုးကွယ်ရာဆရာမရှိပြီထိုမထေကိုယခုအခါမတွေ့မြင်ကြရတော့ပြီထိုမထေဤဩဝါဒကိုသာလိုက်နာကျင့်သုံးနေထိုင်ကြရော့နေထိုင်ကြရတော့မည်ဟု နောင်ရီးကိုမျှော်တွေး၍စံကင်းဆရာတော်ကညှိတွားတော်မူသည် မိဘုံကြီးငိမ့်တိပမာတမုတ်တရားကြီးခန်းတယ်လို့မြို့တောင်ကြီးပြိုတိအလားမထေကမရှိပြီနေမင်းကြီးပမာကျေအပေါင်းကိုခွာရှောင်၍အနောက်ဘက်နေဝင်တောင်သို့ ဝင်ရောက်သွားသောလာအလားတပည့်ကျေတာယာများကိုစွန့်ခွာသွားရလေပြီဟုအရှင်စာရိတ္တထေကညညူခဲ့သည်အချင်းတို့တင်မင်းသည်အဆက်ကင်းလာ၏ဂုံရှိမရှိမသည့် ုံအနှစ်ကိုတီယာသမုတ်တရားအသွင် ထေအရှင်ကိုပင်အပါခေါ်ပြီးအချင်းတို့နွားတက်ယုံတို့ ဆောင်းယူခံရသောနွားဤခြေလန်းတိုင်းတည်ချင်းအနှီးတို့ကဲ့ရောက်လာကြပြီသည့်အလားငါတို့ဤအနှီးအပါတို့လည်းထိုတင်မင်းသည် နေ့တိုင်းကဲ့ရောက်လာချေပြီဟု ရှင်အကဓမ္မပြုဝင်သားထေကတတိပိစကားဆိုသည်ကျွံ့ရမြေပြင်နှင့်သားတော်ကြီးစာတီကို စွန့်ခွာ၍နေရွာဆန်သည့်စัจ जा မင်းကြီးအလားတပည့်အပေါင်းနှင့် ရွှေချင်းနိကာယကြီးကိုစွန့်ခွာ၍ဆရာတော်ကြွတော်မူချေပြီးယွန်ပွေသင်္ခါရအစုမှလွတ်မြောက်မှုရအောင်အားထုတ်တင်တော်ဤဟု အရှင်နာရတာပြုဝင်သားထေကတန်ဝေကယူသည်ပညာနို့ဤတိုက်ကျွေးတော်မူသောထေရှင်မြတ်ကြောင့်လိမ္မာသောအဖြစ်သို့ရောက်ရပေ၏ရှားတိုက်သောအသိပညာကိုကောင်းစွာ ေးတော်မူခြင်းကြောင့်ဇာတိဉာဏ်ဖြင့်အရယူနိုင်ခဲ့၏တိလသမာဓိပညာစင်ကြယ်တောက်ပါသောဤကဲ့သို့သောမထေတီပင်ပျက်စီးရတုံသေး၏သင်္ခါရမှန်သည်မငဲကြပါတကားဖျားတာနာကို တောက်ပစီ၍နိကာယဖြင့်တိုးတက်စီလျက်ဂုံအစုမြခြံထားခဲ့ပြီးလျှင်တန်ခါနာယကကြီးငင်းပြောက်လီပြီး သင်္ခါရတရားတို့သည် မခိုင်မြဲကုန် လူမိုက်တို့ကသာခိုင်မြဲဤဟုဆိုကြကုန်၏ထို့သို့ဂုံရှင်ထေဤအလိုဆန္ဒတည်ပြင် ထိုသင်္ခါရတရားအစုတို့၌အလိုအတိုင်းမဖြစ်နိုင်တကားဟု ရှင်ကောတန်လာပြီးဝင်သားထေက ဆိုသည်ဤတို့အတိတိထိတ်လန့်ကြောင်းကြအတန်ဝေကပွားညှိတွားမိကြ၏ဝါဆိုရန်နိကလာပြီးဖြစ်၍၎င်းထိုဇာဘနာအခမ်းအနား၌ပင် နိကာယဩကထ တမှုတိတာနာပိုင်းရွေးကောက်တင်မြောက်နိုင်ရန်၎င်းဇာမနပူဇော်ပွဲတပင်ကိုတပေါင်းလာစဉ်12ရက်အထိရွှေဆိုင်ထားလိုက်ကြ၏ဒီအတွင်း၌ဆရာတော်ဖျားကြီးရုပ်ပုံတော်နှင့်အသွန်အဆောင်များထားရန်ပရိဘောဂဌာနဇေတိယဂါရပိရကတော်များထားရန်ဓမ္မပန္နာဂါရပိရကလယအလောင်းတော်ထားရန်စံကြောင်း တိရိယာဂါရလေးဌာနအကျိုးပြီးသောအထိတ်အမတ်အုတ်တန်ကြီးတိဆောက်ရန်နှင့်ကြေးရုပ်သွင်းခြင်းစသော ကိစ္စများပြီးပြည့်အောင်ဆောင်ရွက်ကြရန် ဆုံးဖြတ်ကြ၏ထိုကိစ္စအလုံးကိုမဟာဝိသုဒ္ဒယုံနာယကများက လွှတ်အပ်ကြသည်ဆရာတော်ကြီးရဲ့ရုပ်ကလနာမှာစီဝေးတော့စီရှင်ဆရာတော်စတဲ့ခက်ရွယ်ရွယ်ပိုင်းကတစ်ဖက် လူကြီးပိုင်းကတစ်ဖက်ဖြစ်နေတယ်ခက်ရွယ်ရွယ်ပိုင်းကအယိုးအိုးစီဒီတည်ရန်ပြိတကတ်တိုက်ဆန်ချောင်းဆောက်ရန်ကြေးရုပ်သွင်းရန်အကြံပေးလျှောက်ထားကြတယ်အရှိအနောက်တိုက်အုပ်ကြီးများကဖုန်ကြီးပြန်ဆိုတာကြွလာတဲ့အာဃာနုများစွန့်ကျွေးနိုင်ပြီးတာပဲဟိုဟာလှုပ်ချင်တရားလှုပ်ချင်မကောင်းမှုမလှုပ်တင်ဘူးဘယ်ကငွေရမလဲတကယ်လို့ငွေရရင်လေဒါကလှူတဲ့ဟာဟိုလှူ ဟိုကလူတဲ့ဟာဒီလူလုံးပြက်လိုက်ပြီးတဲ့ဟာပဲဟု မိတ်ပြီးပဲကြတယ်ကြိုက်လက်ဆရာတော်ဖျားကြီးလည်းရှိတယ်ကြိုက်လက်ဆရာတော်ဖျားကြီးကတိုက်အုပ်တို့ပြောတာသဘောကျပြီးမောင်ကောတန်လာတို့ကသူများပစ္စည်းအားကိုနဲ့ဝတ်မွေးကျင်တာကိုလို့မိတ်တယ်တောင်ပီလာဆရာတော်ကြီးကလည်းရွှေကျင်ကိုင်းစာတတ်မရှိဘူးအပြောခံရလိမ့်မယ် အယိုးအိုးစီဒီမတရားဘူးသဘောမတူနိုင်ဘူးလို့ပြောတယ်အယိုးအိုးစီဒီဆိုတော့လေဖရာတတ်တော်များဌာပနာပြီပြုတ်လုံမှာဖြစ်ပါတယ်လို့ရှောက်ကြတော့အဲအဲဒီလိုဆိုလှုပ်လှုပ်လို့သဘောတူသွားတယ်လူမယ်ကလူငယ်ပိုင်းကမလျှော့ကြဘူးဒီလိုနဲ့မပြည့်နိုင်အောင်ဖြစ်နေတယ်အဲ့ဒီအခါမှာအနာရောက်နေတဲ့မြေမျိုးကတကာကဒီလိုလှုပ်ကြပါဖရာအယိုးအိုးစီဒီတယ်မယ်ပြိတ္တကဆန်ချောင်းတိုက် တယ်မယ်လို့မဆုံးဖြတ်ပါနဲ့အယိုးအိုးစီစီတဲခြင်းနဲ့ပြိတ္တကဆံကြောင်းတိုက်စောက်ခြင်းနဲ့ကြေးရုပ်သွင်းခြင်းတယ်လို့တာဆုံးဖြတ်ကြပါ တကားပေါ်လာလို့စီဒီတီပါရစီဆိုရင်ခွပြုတ်လိုက်ပေါ့မပေါ်ရင်လဲနေလိုက်ပေါ့ဖရာဟုအကြံပေးလျှောက်ထားတယ်နောက်လူငယ်တို့အကြံအောင်မြင်တယ်ဘုန်းကြီးပြန်ဇာဗနာကိစ္စစီဝေးစဉ်က အခြေတင်ဖြစ်ခဲ့ပုံကိုမင်ကြားတော်မူသည်ပြင်စာရေးသားမှုနှင့်အခြားစာဖြင့်ရေးသားဆက်သွယ်ရန်ကိစ္စအလုံးကိုဆန်ကင်းစီရတော်အားနာရကဖွဲ့ကတာဝန်ပေးသည် အရှိတိုက်အုပ်ကြီးပြင်စာရေးတာက ရှီလာလို့ဒိုးကိုလွှဲတာပဲဂုံတွေတိတ်ဖို့မနေပါဘူးရိုးရိုးတန်ဝေကဖြစ်လောက်ယုံပဲရေးတာပဲဆရာတော်ကြီးရဲ့ဂုံကပေါ်ပြီးဆိုတော့ အထူးဖော်ပြနေဖို့မလိုဘူးပေါ့ဟုမိန့်တော်မူသည်ဇာမနာကိစ္စကိုမူလအဆုံးဖြတ်အရာ1298ခုနှစ်တပေါင်းလာဇန်12ရက်တနင်္ဂနွေနေ့မှအစ၍ကျင်းပကတပေါင်းလာဇန်15ရက်ဗုဒ္ဓနေ့၌ပြီးဆုံးစေသည် အရှိမဟာဝိတုဒ္ဓရာမတိုက်အရှိပေါ့မုံ၌ဝိတုဒ္ဓရာမအယူအိုးစီတီတိထားကိုကြသည်မြမပြည်လွတ်လပ်ရေးခေတ်၌ပြန်လည်ပြင်ဆင်ကြရာဆရာတော်က ချက်တထောင်ထဲဝင် လူဒန်းပူဇော်သည်တတရရွှေကျင်သာနာပဲယခုအကြီးအေးကြီးလာသောဆုံးဖြတ်ချက်များချမှတ်ကြရင်စဉ်းစားကြတော့ဤ၁နိကာယဩဂထ၂ဘ ਹੁ အုပ်ချုပ်ရေးမှုများရွေးချယ်ခန့်အပ်ရန်ဖြစ်၏ကန္နာတမှုထာဘကရွှေကျင်ဆရာတော်ဘုရားကြီးမရှိသည့်နောက်မဟာဝိတုဒ္ဒယုံဆရာတော်ကိုဩဂထအဖြစ်ရွေးကောက်တင်မြှောက်ကြသည် ဘန္နာနာယကဆရာတော်ကြီးများရွေးချယ်မှုမှန်ကန်ခဲ့ကြ၏စူးစီးပြီးသောနိကာယကြီးယောဘာမသားသည့်အပြင်တိုးတက် ဖွင့်ထွား၍ပင်လာခဲ့၏ရွှေကျင်ဆရာတော်ကြီးကလည်းသူ့နေရာကိုမာဝိတုဒ္ဓယုံဆရာတော်ဆက်ခံစေဖို့ရည်ရွယ်ရင်းရှိခဲ့၏ရွှေကျင်ဆရာတော်ကြီးကမာဝိတုဒ္ဓယုံဆရာတော်ကို သူ့နေရာဆက်ခံဖို့မှန်ထားတာချင်းမြောက်တဲ့အနေနဲ့ဆွန့်အတူခေါ်စားတယ် ဒီပဲရင်ကိုလည်းဝိသုဒ္ဓယုံဆရာတော်ကဒီလိုရည်ရွယ်တာပဲဟုစကိုင်းတောင်စွာကြဆရာတော်ကြီးရွှေမြတ်မှန်ဥဝိဇ္ဇာက အမိတ်ရှိသည်ကိုမှတ်သားလိုက်ရဘူး၏ထိုစကားနှင့်ဆက်၍ဆရာတော်ကိုရှောက်ကြည့်ရာရွှေကျင်ဆရာတော်ကြီးကမဟာဝိသုဒ္ဓယုံဆရာတော်ကိုရည်ရွယ်တယ်ဆိုတာတို့ကိုယ်တိုင်ကြားဘူးပါတယ် 1253ခုနှစ်ကထင်းနေရွှေကျင်ဆရာတော်ကြီးရှေးကမားမှာရှိတုန်းကျောင်းအချင်းချင်းတစ်ပင်ခုတ်တာနဲ့ပတ်သက်ပြီးမကြည်မနှက်ဖြစ်ကြတယ်ရွှေကျင်ဆရာတော်ကြီးထံရောက်လို့ရွှေကျင်ဆရာတော်ကြီးကရှေးမကားရှိတောရတိုက်ရွှေဘုံပွင့်တိုက်တရက်ချောင်းချမ်းသာကြီးဆရာတော်များနဲ့မန္တလေးမှာဝိတုဒ္ဓရာမဆရာတော်တို့ကိုဆင့်ခေါ်ပြီးတို့မရှိတဲ့နောက်ဥပဇင်ပဲအခုလိုခုလဲ တို့တည်ပြီးထားလိုက်ပေါ့ဒီကိစ္စအဆုံးဖြတ်ပါဟုမဟာဝိသုဒ္ဓါယုံကိုစီခိုင်းတယ်အဲ့ဒီတုန်းကတိုးယဟန်ဖြစ်ပြီးမဟာဝိသုဒ္ဓါယုံဆရာတော်ကြီးနောက်ကလိုက်ရလို့ကိုယ်တိုင်ကြားခဲ့ရတယ်ဒီပေးရင်ကိုလည်းမဟာဝိသုဒ္ဓါယုံဆရာတော်ကြီးကသူ့လက်အောက်မှာထားပြီးချိမြောက်ထားပေဟုမိန့်ကြားတော်မူသည်ယခုလည်းကန္နာနာယကက နိကာယဦးစီးများကအရေးချင်းပြေဝ၍မာဝိတ္တတာယုံဆရာတော်ကြီးရည်ရွယ်မှန်းထားရင်းရှိသောဒီပေရင်ဆရာတော်ကိုပင်နိကာယဥက္ကဋ္ဌအဖြစ်ရွေးချယ်ကြ၏ထို့ပြင် အောက်မြန်မာနိုင်ငံအတွက်တွဲဖက်ဥက္ကဋ္ဌအဖြစ်ကြိုက်ကစံဆရာတော်ကိုလည်းရွေးချယ်တော်မူကြ၏ထိုဆရာတော်ကြီးနှစ်ပါးသည်ဂျေဇူးရှင်ဆရာတော်ဖျားကြီး၏ခြေရာလက်ရာကိုမပြတ်အောင်ထိန်းသိမ်းဆောက်ရှောက်ကြသည့်ကုနုတ်ကထာ နိဂါယထိတ်ခေါင်တင်အဖြစ်သို့ထိုက်ထိုက်တန်တန်ရောက်ရှိကြခြင်းဖြစ်၏ရွှေကျင်နိဂါယဘဟုအဝတ်ခန္ဓာကိုယ်တစ်ခုလုံးရှင်သန်ကြီးထွားရင်နှလုံးသားသည့်အချို့အချာဖြစ်၏နှလုံးသားမှပိုလွတ်လိုက်သောသွေးအပြင်ကိုယ်ရင်ကအစိပိုင်းသို့လှုပ်ရှားကြရ၏အကယ်၍နှလုံးသားသည်အလုံးမလုံးဖဲမိမိထမ်းဆောင်ရမည့်တာဝန်ပြက်ခဲ့ပါလေအခြားသော ကိုယ်အင်ကအစိပ်ပိုင်းတို့ အလိုလိုရက်တံပြီး ခန္ဓာကိုယ်ကြီးတစ်ခုလုံးပျက်စီးရပြီမြည်အဖွဲအစီတရဲ့ပါတီတစ်ခုကိုထုတ်ကန်ကိုကဲရ၌လဲဘ ਹੁ သည် အရေးကြီးသောအစိတ်အပိုင်းကပါဝင်နေပြီသည်ဘ ਹੁ ကထုတ်ကန်ကိုကဲမှုဖြင့်အဖွဲအစီကြီးရှင်တန်ကြီးထွားရ၏ပါတီကြီးတစ်ခုလုံးလှုပ်ရှားရ၏ဘ ਹੁ သားမရှိခဲ့လင်သို့မဟုတ်ဘ ਹੁ သားအလုံးမဖြစ်ခဲ့လင် အဖွဲကြီးအစည်းပြေရတော့၏ပါတီကြီးပြိုရတော့၏ ို့အတူအဖွဲ့ကြီးတစ်ခုပါတီကြီးတရက်ဖြစ်သောရွှေကျင်ခန်းကြီးအတွက်လဲဘဝဥက္ကဋ္ဌသည်အရေးပါဘဟုသည်အရေးပါအရာရောက်လာ၏ထို့ကြောင့်ဘဝဌာနအုပ်ချုပ်ရေးမှုများအဖွဲ့ကိုပြင်၍ဖွဲ့ကြရမည်ဏိကာယဥက္ကဋ္ဌ၏အမှုဆောင်ဖြစ်သောဘဝအဖွဲ့သည်အင်းအားရှိရမည်အရှင်ရှိရမည်အလို့အကန်နှောင်းနှီးလေးဖြင့်၍မပြည့်ရှိကဏိကာယဥက္ကဋ္ဌ၏အမှုဆောင်များ ဖြစ်ကြသောဘ ഹു ဌာနအုပ်ချုပ်ရေးမှုများမှာတိုက်အုံနှင့်တိုက်ကြံနှစ်ပါးသာဖြစ်၏ထိုနှစ်ပါးသည်ဖြင့်ဥပဒေအားလုံးကိုအကောင့်ထည့်ပေါ်ခဲ့၏ထိုမှတဆင့်ဏိကာယကြီးကိုအသက်ဝင်လှုပ်ရှားစေခဲ့၏ကြီးထွားစေခဲ့၏အောင်မြင်စေခဲ့၏အခုလိုဏိကာယနယ်ပယ်ကျယ်ပြန့်သလောက်တရားပညာဘက်ကထိုင်းမိုင်းလာသောခေဝဲနှစ်ပါးဖြင့်မလောက်ရှာရှေးကနှစ်ပါးလှုပ်၍ရသော အလုတ်ကို ယခု၄ပါးလုံယူမရထို့ကြောင့်အုတ်ချုပ်ရေးအဖွဲ့ကိုမလွဲမရှောင်သာတိုးချဲ့ရန်လိုအပ်လျက်ရှိ၏တတိုက်အုပ်ဆရာတော်ဗတ္တန္နဝိစာရာထေနှင့်တိုက်ကျက်ဆရာတော်ဗတ္တန္နကောတန္လာထေသို့ဗတ္တန္နစန္ဒာပြုဝင်သာထေယခုဆန်ကင်းဆရာတော်လေးဗတ္တန္နဇာရိတထေငါဗတ္တန္နအခဓမ္မာပြုဝင်သာထေအပယာယာမဆရာတော်6ဗတ္တန္တနာရတ ပြဝင်တအထီဤဝိတုဒ္ဒယုံတိုက်တနာယကကြီးများကို မဟာနာယကအဖြစ်ရွေးချယ်လိုက်ကြ၏တဝါဆိုကျောင်းဘုံကြီးဥဟိတေတကနှစ်ရေနာဘုံမိကျောင်းဘုံကြီးဥနိဝရသုံးညောင်စင်ကျောင်းဘုံကြီးဥသောပါဒလေးတန်တော်စင်ကျောင်းဘုံကြီးဥပန်နိဆငါပတ်တနောကျောင်းဘုံကြီး၆ဆိုင်တန်းကျောင်းဘုံကြီးဥကုမာရ ခွန်စီရှင်ကျောင်းဖုန်ကြီးဥပညာဝန်တာ၈ရွှေကူကျောင်းဖုန်ကြီးဥဝန်တာ၉ပြတ်သက်ကျောင်းဖုန်ကြီးဥတိန်တုက၁အလဲတိုက်ကြီးဖုန်ကြီးဥဇောတဤမထေမြားကအနုနာယကအဖွဲ့ဝင်များအဖြစ်တာဝန်ယူကြ၏ဤသို့ဘ ਹੁ ဤအုတ်ချုပ်ရေးသည်မဟာနာယကများလက်ထက်သို့ရောက်လာတော်၏တနည်းဆိုသောမဟာဝိသုဒ္ဒယောနာယကကြီးများ၏နာယက ကာကြီးဤဘဟု ဖြစ်လာတော်၏ဤကဘဟုဌာနဖြစ်တော်မှာဝိသုဒ္ဓယုံတိုက်ကြီးသည်မဟာနာယကများ၏လက်အောက်သို့အစအဆုံးကူးပြောင်းရောက်ရှိလာခြင်းပင်ဖြစ်၏